နှစ်ရက်ကအတန်မဝင်တော့ဘူးပြန်ပြီးတော့ပြန်လွှဲပြရမလားတန်ဖိုင်ရှိမလားနောက်ပြန်လွှဲပြရမယ်ဒီနေ့ကသင်္ခါအထာကရာစာဝါစာကြရအောင်ဗျာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဘဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝတ္တောဘဂဝါကုံတော်ရှင်ဖြစ်တော်မူထသောအရဟတောအရဟံကုံတော်ရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓကုံတော်ရှင်ဖြစ်တော်မူထသော တတထုမြတ်စွာဘုရားအာနမောသုတေမြတ်နုလက်ဆုံးမူ၍ရှ िख ောကတော်ပါ၏ဘုရားမနေ့ကတတိတော်တို့ကိုရင်လေးကိုဝီဖန်တဲ့နေရာရောက်သွားတော့ဟုတ်လားဗျာ ကိုရင်တွေကိုတဝက်ပေးရမယ်တဲ့ဥတေရီကိုရင်တွေဘလောက်ပေးရမယ်တဲ့တဝက်ပိဋ္ဌိတမယီဆိုတော့ဟုတ်လားအခုလိုအချိန်မှာကိုရင်တွေကိုဖြစ်ပေါ်လာတဲ့တန်ခိကပစ္စည်းတွေတဝက်ပေးရမယ်တဲ့နော်ဗန္ဒာတိုက်မှာထားထားတဲ့အကာလသင်္ကန်းပြစ်တာလည်းဆိုရဲဆိုတော့အခုလိုအချိန်ကိုပြောတာကထိန်ခစ်ကြရင်တော့ကိုရင်တွေကိုအညီအမျှပေးရမယ်ကာလစီဝရံပါဏသမကံယေဝါထာတပံဟုတ်လားဗျာအဲ့လိုရှိဘုန်းကြီးတို့ကြောင့်ကတော့ ဘာရလို့မဟုတ်ပါဘူးဗျာကိုရင်လေးတွေလည်းရအောင်ပန်ပြောပြီးသားဖြစ်တယ်တပြင်းငယ်လေးတို့ကြလားတပြင်းငယ်လေးတို့သင်ကန်းလူချင်းသွားထုတ်ုံပဲဘာလို့ပြီးသားဖြစ်လို့လဲပန်ပြောပြီးသားဖြစ်တယ်ဘုန်းကြီးတို့ကြောင့်ရဲ့စနစ်ကမိသားစုစနစ်သွားတာဟုတ်လားအဲဝီရီတော်ရမတင်တော်တဲ့အရာတွေကိုတန်ကအလေမှာပန်ပြောပြီးသွားပြီဘာလို့ပြီးသွားပြီဗျာတကယ်ဆိုရင်ပန်ပြောပြီးသွားပြီဖြစ်တဲ့အတွက်တန်ကလေးလူရင်မြည်သူမဆိုးသုံးလို့ရတယ်ကြားလားကလေးတို့ရေအဲ့လိုရှိတယ်နော်ဘာရလို့မဟုတ်ဘုန်းကြီးတို့ကြောင့်မှကြောင့်ဒီတိုင်းပဲဖောက်အောက်တော်ရတယ်ဒီတိုင်းဒီစနစ်ပဲ ဘုန်းကြီးတို့မာဝိယာမှာလည်းဒီစနစ်ပဲเนาะဒီဓမ္မဂုဏ်ရလင်္ကာရမှာလည်းဒီစနစ်တိုင်းပဲအားလုံးဝီဒီဘုန်းကြီးတို့ဒီတော့နောင်တော်တွေဆရာသမားတွေအကြောင်းမှာဒီတိုင်းပဲကျင့်သုံးနေတာเนาะဘာမှအထုတက်လည်းမရှိဘူးအားလုံးဖြစ်ပေါ်လာတဲ့တန်ခိကကိုဘာလုပ်လိုက်တာလဲပန်ပြောလိုက်တယ်ဘုန်းကြီးတို့ကတန်ခိကတွေပုဒ်တရားတွေမခွဲဘူးဟာလားအဲပို့လိုက်ရလို့ရှိဘန္တာတိုက်ပို့လိုက်တာပဲဟုတ်မလားအဲအဲ့ဒီမှာပဲပန်ပြောခိုင်းလိုက်တာဟုတ်ပြီလားအဲအဲ့ဒါပါပဲဘာမှမိသားစုစနစ်မှာဘာမှအခက်အခဲမရှိဘူးပစ္စည်းလေးပြမိတိရန်တာမန်တွေရောက်ရောက်ဒီတိုင်းပဲဟုတ်လားဗျာအဲလူအဲ့ရင်အချိန်ပြေးပါလို့လို့ရ အထုတ်လို့ရတယ်နော်ဒါပဲအဲဒီမှာကတော့ဝီနီစီကန်လေးတွေပြတာပေါ့ဝီနီစီကန်လေးတွေကဘာလဲအဲကိုရင်နေဆိုရင်ဘယ်လောက်လဲထဝံအဲအဲ့လိုမျိုးပြတာပေါ့တတရုပါဒဝတ္တဝံတိကံသမုဇ္ဇနိဗန္ဒနာတိတန်ကတာဖာတိကံမံကတဝါကေဟိတပံကြောင်းတိုင်းမှာဖြစ်ပေါ်လာတဲ့ဝါစုသင်္ကန်လက်တွေကိုဝါစုသင်္ကန်လေးတွေအခုလိုဖြစ်ပေါ်လာလက်တွေတို့တန်ခါဝေကဝိသလောက်ရမယ်တဲ့ တပြက်စီဆုပ်အစားရှိသည်တန်ကအတွက်တိုးပွားမှုကိုပြုလုပ်ပြီးယူနိုင်တယ်အဲ့လိုရန်အနေနဲ့ထပ်တူထမ်းများပေါ့ပြောချင်တာတန်ခဝေယဝိဇာလုပ်ရတယ်ကိုရင်လေးကြတော့ဘာလုပ်ရလဲဗျာတန်ခဝေယဝိဇာလုပ်ရတယ်ကြားလာသေးလို့ဒါဝီနီထုံးစံပြောတာပါဒီမှာတော့ပန်ပြောလာတဲ့အတွက်တပြည့်လေးတို့ကဆရာသမားတွေကကြည်ပြင်ရတာပဲဟုတ်လားအဲ့လိုစီးနေကန်းနဲ့ဖြစ်အောင်တော့အော်ခေါင်းဆောင်တွေကထိမ့်သိမ့်ဆောက်ရှောက်ရတယ်ဟုတ်တယ်မလားသူတစ်ပါးတွေလူထားတဲ့ပစ္စည်းတွေဖယုတ်ဖယဲထုတ်ထုတ်ချင်တိုင်းထုတ်သုံးချင်တိုင်းသုံးပြစ်ချင်တိုင်းပြည့်ဆိုရင်အဲ့ဒါဒုပ္ပရိဘောကား နော်အဲ့အဲ့လိုမျိုးတော့မဖြစ်အောင်ယူသေးသေးသုံးရတယ်သင်္ကန်းကြီးဂျီနိခေကကုံစင်းလုံးတအားကြီးတယ်တပည့်တို့ကျန်လားတအားကြီးတာကိုတပည့်တို့ကသုံးချင်တဲ့သုံးမလို့ရဘူးကျန်လားအဲဥစဉ်လေးဆိုကြည့်တချို့ဥစဉ်လေးသင်္ကန်းတစုံလေးနဲ့ပဲဝတ်တယ်ဟုတ်တယ်နော်အဲ့မှာကမ်ဘောဒီးယားဥစဉ်ဆိုရင်ပါအကောင့်ပေးတော့တော့မယူဘူးကျန်လားအဖိုးကြီးဝတ်တဲ့အစုပ်ကသူကလုသွားလို့ဖိုးကြီးလည်းဝတ်ချင်တာမဟုတ်ဘူးဒီသင်္ကန်းဝတ်တာဖိုးကြီးဝတ်ချင်လို့ဝတ်တာမဟုတ်မရှိလို့ဝတ်တာဖိုးကြီးလည်းကျန်လားအဲ့အဲ့လိုရှိလားပြောပြတော့အဲ့လိုအများကြီးဒီမှာဥစဉ်တွေအများကြီးရှိတယ်နော်အရောက်ရတဲ့ဥစဉ်တွေအများကြီးရှိတယ် ပြောပြတာနော်အဲ့ဒါချွေတာရမယ်ရင်းလေးချိန်ကဟုတ်တယ်မလားကုံစင်းလုံးကြီးကြီးနေပြီနော်တပြင်းငယ်အဲအဲ့လိုရှိအဲဒါကြောင့်မို့ယူယူတီတီသုံးဖို့လိုတယ်ဆိုတဲ့အကြောင်းပေါ့နော်အေးလူအဲ့ရင်တော့ထုတ်တပြင်းငယ်လေးလိုထုတ်သုံးသုံးဖို့ပဲအကြောင်းမှရှိတယ်ပစ္စည်းကဟုတ်တယ်မလားဘာလို့ဖို့လဲခလေးလိုသုံးဖို့ပဲတန်ခါရီသုံးဖို့ထားတာတန်ခါချမ်းတာကိုထားတာနော်နောက်တစ်ခုအေးတင်းညင်ထားတပိတံဝတ္တံအဲအဲ့ဒီလိုနော်ဒီသင်္ကန်းလက်တွေဖြစ်ပေါ်ရတဲ့အဲ့ဒီလိုတန်ခါဝေယဝိဆာတွေလုတ်ပြီးတော့ ဟလာအဲဝါဆိုလက်ပြယူခြင်းအလုံးစုံတော့ကိုရင်တို့ဤကျင့်ဝတ်ပဲတဲ့ကိုရင်တွေအတွက်အဲ့ဒါတပ်ပြီးတော့ဝတ်တန်ဆိုတာကိုရင်တွေကျင့်ဝတ်ပဲတန်ကြီးကပစ္စည်းတွေကိုရန်နေတဲ့အညီမြသုံးချင်ဘာလို့ရမယ်တဲ့ဝေယဝိစာလို့ရမယ်တပြည့်တော့လိုပဲလိုချင်တယ်ကို့အတွက်ကြတော့ဘာမှမစွန့်လို့ရကောင်းပါမလားတပြည့်ပြူနေတော့ရယူတဲ့အရသာတွေစွန့်လို့တဲ့အရသာပို့ပြီးတော့အရသာရှိလားမရှိဘူးလားရှိတယ်အဲ့ဒီအရသာတွေခန်းစားကြည့်ကြားနာကြည့်အေးနောက်တစ်ခု ဗန္တာကာရဇီဝရပိသစေသမဏိရာအာကန္တဝါဗန္တာတိုက်မှာထားတဲ့သင်္ကန်းတိုက်လေကိုရင်တို့ဒီလာပြီးတော့ဥတည်စီလာပြီးလာလို့တယ်ဗန္တိမယံရာကုန်ပစာမအရှင်ဖျားတပြည့်တော်မှာလာတင်ပြတော့ဗောတင်ပြပြီးတော့အဲ့ဒါကိန်အမေကြီးနာကတန္တာမှာဒီတပြည့်တော်တို့မှာမလုတာဆိုတာဘာမှမလုတာရှိလို့လေတရားဆိုပြီးတော့ကုတ်ကုတ်တိန်ကရွန်တီလာပြီးတော့အေးဆူကြတော့ဗောကျွေးကြုံမှုပြုတယ်ဆန္ဒလည်းပြတယ်ဘာလို့ကြတယ်ကလေးတို့ အမ်စံတော်ပြဟုတ်ပါကုတ်ကုတ်တိမ်ပြုံးကြည့်ဆိုတာကျွေးကြော်မှုပြုလုပ်တယ်ပေါ့တတိတော်ကိုပြေးပါသမဘာကောဝါတာတော်အဲ့ဒီကကြိုင်ဥတီရရှောင်းလို့မရတော့ညီငယ်တိလားသူတို့ကိုအာဥစဉ်တွေတစုံစုံသူတို့ကိုလည်းအစုံပေးလိုက်ရတယ်ပြလားအဲ့ဟုတ်လို့လားကိုရင်တို့တကယ်လုံးမနော်ကျွေးကြော်မလုံးမနဲ့ပြောရင်လိန်မကြောက်လားလိန်ကြပြီလားလိန်ကြရတော့ပူဆိုးပါပြီသင်္ကန်းပတ်ရင်တခါလည်းတန်ဘူးပြားကြီးပတ်ထားသလိုဟုတ်လားဘာနဲ့တူလဲကလေးတို့ရေသင်္ကန်းကြီးကဘာနဲ့တူလဲ တံပူပြားကြီးနဲ့မတူလားဒုတ်တီလာဖြစ်သွားပြီဆိုရင်ဟုတ်တယ်မလားတီလာမစင်မကျန်တဲ့သူများလူတဲ့သင်္ကန်းကိုဝုတ်မယ်သွားပြီအဲ့ဒီကိုရင်တံပြားကြီးပြီးဝုံဝုံတောက်တဲ့တံပြားကြီးတွေပတ်ထားတာဟုတ်ကဲ့စကုတ်တော်မြတ်စွာဘုရားရှင်မာဘောက်ကလန်တို့ဟုတ်လားမြေတော်မူခဲ့တာဟုတ်လားကိုရင်ကြီးတွေဟုတ်လားဦးစင်းကြီးတွေဟာပြီးဝုံဝုံတောက်အောင်လေတံတပိတ်ကြီးတွေပိုက်တံသင်္ကန်းကြီးတွေပတ်ထားတာဝေါ်ဟုတ်တယ်မလားအဲ့ဒါဒုတ်တီလာဘောကကြောက်စမှုကောင်းတယ်ဒါကြောင့်ကိုက ပစ္စည်းလက်လာပါနော်အမြတောင်းအောင်သုံးချင်ရင်ကိုယ့်ရဲ့ထိုက်တန်တဲ့သီလကိုချင်ရတယ်ရမ်းဆိုတာဟလားအေးကိုယ့်သီလမစင်မကျင်နဲ့တော့ပစ္စည်းလေးပါမသုံးဆောင်တဲ့တပြေလို့ဟလားအပြစ်အမတန်ကြီးတယ်ဆက်သွားမယ်ဣတံယေဝဝိရစိတ်တဝါကရွန်တိတဏ္ဏီနဲ့လို့လေဣတံယေဝအဲ့ဒီစကားကိုသာလင်စကားတီစကားတီသာလင်ချွတ်ကြော်ပြီးပြုကုန်ဟန်ပြောချင်တာသူတို့ပြောတာတစ်မျိုးလောက်တာကတစ်မျိုးအဲ့လိုဆိုရင်နောက်ပြီးတော့ရည်တင်စကရဏဘာဝနပညာတိအချင်းကိုရင်တို့ဤလေ ြုတ်တဲ့အဖြစ်ဒီမထင်ရှားသူတို့လှုပ်တဲ့လှုပ်တာပြောတယ်သူတို့အလုပ်လှုပ်တာထင်ရှားလားမထင်ရှားရင်တော့တဲ့တေတန်တာယဝုတ်တယ်အဲ့ဒီကိုရင်တွေကိုကြီးရွယ်ပြီးတော့မြတ်စွာဘုရားရှင်ကအနုဇာနာမိဘုရားတော်မလားခလေးတွေပါတထေးတွေလေဟုတ်တယ်မလားအဲဟုတ်တယ်မလားဒါပေမဲ့ကိုရင်တို့ဒီเจ้าမှာပန်ပြောတာလို့ကိုရင်တို့သုံးရတာဘာလှုပ်ထားလို့ပန်ပြောတာလို့ခလေးတို့ပုတ်ပြီးကပြေဝေဖန်သားလို့ဒါခလေးတို့သုံးလို့ရနေတာအဲ့ဒါဆိုကိုရင်တို့အပြစ်မဖြစ်နိုင်ဘူးလားအဲအဲ့လိုမျိုးတော့ရှိတယ်နော်တန်ကြီးကပစ္စည်းတွေဆိုတာအလွဲသုံးစားလို့လို့မရဘူးခလေးတို့နော်ဟုတ်ကြည့် ဘာကြားလဲလို့စကားတန်ကြားကဲကြည့်အောင်နော်ကုရုံဒီယံပနာကုရုံဒီ၌ကတဲ့တသိသမဏိတံကတ္တမမယံဗန္တိတံခကံမနကရောမာတဲ့ ကိုရင်တွေကတဲ့ဘာကြောင့်တပြည့်တော်တို့တန်ခါကောင်မလုပ်တာလဲဗျာတဲ့မလုပ်ရမှာလဲဗျာတဲ့သူတို့ကပြောတယ်ဂရိတာမအပြုလုပ်ပါမယ်ဆိုပြီးတော့အဲ့ဒီလိုမျိုးရာစံတိတောင်းကြတယ်ညောတမအတိပီတော်ဓာတ်ဘောဒီဝုဒ္ဒံထောက်ဝတ်တော်အဖို့ကိုပေးရမယ်တဲ့အဲ့လိုမိတ်တယ်ကုလုံတိကသူတို့လုပ်တယ်လို့ပြောရင်တော့ပေးလိုက်ပါတဲ့နော်ဘာမှမဖြစ်ပါဘူးတစီကိုစီဘိက္ခုတကံဘာကံဂဟိတဝါသတ်ထံလဘိတဝါနဒိန်ဝါကန္တာရံဝါဥတ္တရိတဝါဒိတာပကမိတုကာမောဟောတိ ညံတပါးအားတဲ့မိမိအဖို့ကိုယူပြီးတော့လဲကုံတယ်ကိုရယူမြစ်ကို၎င်းအဲခန္တာရခီးကဲကို၎င်းကြော်ဖြတ်လို၍အရက်မျက်နှာကိုသွားလို့ဒီအကယ်၍ဖြစ်အံ့ဟောသူကသူ့အတွက်သင်္ကန်းအဖို့ issue ပြီးတော့ခီးသွားလို့လားဗောညီငယ်မြန်မြန်လေးသူသွားလို့လေလဲကုံတယ်တွေလည်းအဖို့ရထားပြီဗောနော်ခီးကခန္တာရခီးတွေဖြတ်ရမှာအဲ့လိုဆိုရင်တတအနုဇာနာမိဘိကဝေဥတ္တရန္တတသက္ကံဘာကံဓာတုံတိပသနာတော်တဲ့စစ်သားတို့တဲ့ဟော ကန္တာရရိမြစ်တွေကိုကူးမြောက်လို့တော့ယံအားမိမိအဖို့ကိုပေးခြင်းကခွင့်ပြုရလို့မိတ်တော်မူထားတယ်မြတ်စွာဘုရားဘလို့မိတ်ထားလဲဆိုတော့ तू ကပထမဦးဆုံး तू ကိုခွဲဝေပေးလိုက်အဲ့လိုမျိုးပြောတာ तू ကအရေးကြီးတဲ့ကိစ္စရှိတော့မဆောင်တဲ့တန်ခါတွေ तू အရင်ခွဲပေးလိုက်အဲ့လိုပြောတာအဲ့ဒီစကားရှိတယ်ဘုရားရဲ့ပါဠိတော်အဲ့ဒါကြောင့်စီဂရေသူဗန္တာဂါရတော်ဘဟိနိဟတေသူခန္တိပါရိတော်ဘေကုတန်ဒီတန်နိပတိတိစီမဘာဇကိနာဣမတဘေကုနောကုဋ္ဌတိနာဣတကိနာဘူတပန္တိတက္ကိတော်နယက္ခာဟိနာသမဘာဂိနာစီဝရန်ဓာတပံ အဲဒီပါဠိလေးတွေတွေ့ရဗုဒ္ဓတာတွေရတော့ငင်းစာလေးလာတယ်ဆိုတာဒါဗုဒ္ဓတာတွေဖြစ်စေတယ်ဉာဏ်ပညာတွေကြီးစေတယ်ဝိနည်းစရာပညာတွေရစေတယ်ဒါတချို့ကဝိနည်းကိုတိတ်စိတ်ဝင်စားခြင်းနော်ဝိနည်းကတပြည့်တော်ဘဝရဲ့ဘဝနေထိုင်နည်းတွေဖြစ်တယ်ဘဝမှာအရေးကြီးတဲ့အထဲမှာနံပါတ်1ကပါတယ်ဝိနည်းကနော်အဲ့မှာကြည့်လိုက်အောင်သင်္ကန်းတို့ကိုဘန္တာတိုင်းပါတဲ့အပြင်တို့ထုတ်ဆောင်ကုန်လတ်တော်ဘန္တာထိန်ရန်ဆေကြဟုတ်ပြီအဲ့လိုစင်တပ်ပေသူတတ်တတ်က တတနကဝတိနာကုတိပါတိတိတဲ့အားလုံးကိုအဲ့ဒီဆယ်ချက်အစွမ်းဖြစ်ပဲမဲတွေကိုကြမဲကိုခွဲလိုက်တော့ကုတိပါတိတိယတဘိက္ခုနောဒါတတကနကောကုသောပါတိတော်အကျဉ်ယံအား၁၂ချက်တန်ဖိုးရှိတဲ့မဲတွေကြပြီအားလုံးတော့တူတူပဲခွဲလိုက်တယ်၁၂ချက်တန်ဖိုးရတဲ့ဥစဉ်ဘာလို့ရလဲကြည့်စမ်းကြည့်တေနာယတကံတတမိပတိဝီပေအဓိကထွေယံဒီအကျဉ်များလောက်တော့တန်ဖိုးဒီထိုအဖို့၌ပူလွန်ဤအဓိကပူလွန်ဤ တတကံထူမြောက်တော်အကန္နကံအဖို့ကိုယံကိန်းစီအတ္တနောတဏ္ဏကံအမှတ်မတာတပါးပါသောမိမိရဲ့ဥစ္စာကိုကပ္ပိယဗန္ဒတတော်ကပ္ပိယဗန္ဒာကိုပေးလူရေးတော့အတိတ်တွေကပါဝခေတော့ထူပုံလုံးနဲ့အဖို့ကိုယူရမယ်ဆန္ဒချက်ဆိုတော့နှစ်ချက်ပါပြန်လုပ်ရမယ်ပြန်ပေးရမယ်တန်ခိကကိုဂျာလားအလိုကဆယ်ချက်တမ်းပဲရမှာဘူးသူကဆန္ဒချက်ရရင်ကျန်တဲ့နှစ်ချက်ကိုဥပမာဆက်ပြမဟုတ်ထုတ်ကြည့်နှစ်ထုတ်စားတည်ပြန်နှစ်ချက်တန်ဖို့ရှိတာပြန်ပေးအဲ့ဒါကိုယူရမယ်လို့ပြောတယ်ဟုတ်လားဦးတေအဲ့ဒီသဘောညီငယ်လေးတို့တော်အန်ကြီးကပစ္စည်းရ မတရားယူတုံးလို့မရဘူးကြီးငယ်တို့မတရားတုံးဆွဲရင်ဘန္တာစားထိုက်တယ်ဘာထိုက်လဲဘန္တာစားထိုက်ပါလေနော်ဘန္တာစားဒီနေ့လည်းဘုန်းကြီးတို့ဘန္တာစားလူကိုကိုလည်းမွဲနေတယ်ဘုန်းကြီးလည်းပြောရတော့ကြောက်ဘုန်းကြီးလူလိုက်တာတွေတော်တော်များသွားတော့ဘုန်းကြီးလည်းနည်းနည်းကြောက်တော့ဒီနေ့မှာဘန္တာစားလူတော့မရှိဘူးနော်အဲဒါကြောင့်ဘုန်းကြီးကမမတော့သုံးတာတော့မရှိပါဘူးအကြောင်းပါနော်အဲဆွန်းစားတာပဲနည်းနည်းပို့ချင်ပို့မယ်ဟုတ်လားအဲဒါလည်းဘုန်းကြီးစကေးပဲဘုန်းကြီးထည့်လိုက်တာပဲကျန်တာပြန်လူလိုက်တာကြီးဟုတ်တော့မလားဘုန်းကြီးအဲ့ဒါပဲတန်တရားရှိတယ်ဒီအကြောင်းကနေတဲ့တဲမှာဘုန်းကြီးတန်တရားအရှိဆုံးဆွန်းစားတဲ့တစ်ချက်ပဲ ဒါမှမဟုတ်ရည်ရသားတော့ဘုန်းကြီးတွေ့ပဲရည်ရည်လာလူကြတော့ပေါ့လေဆုံးသွားတော့ပြောပြဘုန်းကြီးကဆုံးပူကောင်းတယ်ဖခင်ဆုံးတော့ကတ်တယ်ဆိုတော့လေဖခင်တကူနဲ့ကတ်စားရဟုတ်မလားအဲ့ဒီဆုံးတစ်ခုကအငြင်းနဲ့ဒီတိုင်းပဲဇင်းတိုင်းမှာလည်းဒီတိုင်းပဲဘုန်းကြီးတန်တရားဖြစ်ရတော့ဆုံးစားတာတစ်ချက်ပဲကျန်တာဘာမှတန်တရားမရှိဘာမှမတရားလုပ်တာမရှိဘုန်းကြီးဘွားမှာဟုတ်တယ်မလားဘာမှမရှိဘူးအာဘုန်းကြီးတို့တကားလေးလာလူတဲ့သင်္ကန်းကြီးဆိုလဲအကုန်လုံးဘုန်းကြီးပြန်လူပေးလိုက်တာပဲနော်အဲ့လိုရှိတယ်ဒါကြောင့်ဘာမှတော့တန်တရားမရှိဘူးအဓိကရှိတာအဲ့ဒါဆုံးစားတာအဲ့ဒါတော့ဆုံးစားတော့ဘန္တာသာပြန်ရောက်အောင်အဲ့တော့ဘုန်းကြီးပို့ပြီး ကျွေးတယ်တက္ကသိုလ်မတွေကကျွေးတယ်ပဲတန်ခိကပြည့်စုံဘုန်းကြီးသေးကောင်းမှာပေါ့ဟုတ်တယ်မလားအဲ့လိုတော့ရှိတယ်အဲနောက်တစ်ခုသွားမယ်တသိနောက်တစ်ခုသွားမယ်နော်ခုနလေးကနှစ်ချက်ကိုဘာလို့ရမလဲကလေးလေးကပိယဗန္ဒာကိုပေးလူပြီးတော့အဲ့ဒီဆက်နှက်ချက်တန်တန်ဖို့အပူလုံကိုယူရမယ်နော်တသိတ္တပိတံပြင်ဆန်ပြင်ဆန်ဝဋ္ဌာနိပတ္တန်လေးအဲအလုံးစုံသောအဲ့ဒီရန်တို့အတွက်ငါ ငါးချက်ငါးချက်သောအဝတ်တို့သည်ရောက်ကုန်၏ငါးထည်ငါးထည်သောအဝတ်တို့သည်ရောက်ကုန်၏နော်ကဲငါးထည်ရောက်တော့အဝတ်တွေတေတာနီးသည်အတိကျွံ့ကြံတဲ့အဝတ်တွေလည်းရှိတယ်အေကေကံပနာနပောင်တန်ဒီတထည်တထည်ကတော့ဝေလို့မလောင်ကားတော့ရန်တွေကိုအဝတ်ငါးထည်စီပေးလို့ရတယ်ကြံတဲ့အဝတ်တွေလည်းကြံသေးတယ်တယောက်ငါးထည်ပေးပြီးပြီးကြံလဲကြံသေးတယ်ကြားလာငယ်တွေလို့ရအဲ့လိုဆိုရင်ဘယ်လိုလုပ်ရမလဲတဲ့တထည်တထည်ကမလောင်ကားတော့ဘူးဆိုရင်တော့စိန်ဒိတ်တော်မှာဒါတတ်ပါဘာလုပ်ရမလဲ ဖြတ်ပြီးတော့ပေးရမှာပေါ့တဲ့ချမ်းလားဒါညီလူညီမပြတာဒါရှစ်ခစ်တုန်းကဒီလိုကြဝေဖန်တာတော့မရှိဘူးအားလုံးတန်ခိကစနစ်သုံးတဲ့အတွက်အဲ့ဒီတိုင်းပဲဖြတ်ဖြတ်ပြီးဝေရတဲ့သဘောဘုန်းတော်ကျောင်းလေးစနစ်ကဒီစနစ်မဟုတ်ဘူးညီငယ်လူအဲ့ဒါတော့နားလေဘူးလူတွေသဘောပေါက်လားဒီကျောင်းရဲ့စနစ်ကဘာလုပ်လိုက်တာလဲတန်ပြောလိုက်တယ်တန်ခါရဲ့သဘောတူညီမှုယူပြီးတော့အဆင်ပြေတယ်လို့လုပ်သွားတာဒီစနစ်ကပို့ပြီးလွယ်ကူသွားတယ်မဟုတ်လားဒါဖောက်ဆရာတော်ကြီးကိုကျေးဇူးတင်ရမယ်ဒါဖောက်တော်ရမှာနေခဲ့တဲ့အတွက်ဘုန်းတော်ဒီနည်းစနစ်တွေရလို့တိတ်ကောင်းတာကျောင်းညီငယ်လူနောက်ဆိုဒုက္ခမရောက်လားရောက်လား ဗန္တာဒိန်စာတော်ကြားနိုင်မှာမဟုတ်ဘူးအဲ့ဒါမျိုးလို့တို့ရတော့ဟုတ်တယ်မလားဒါဒါပြောတာဒီမီစနစ်အဲ့ဒါပြောတာအဲ့ဒါညီငယ်တို့သိဖို့လိုတယ်တခုသွားအဲ့ဒီလိုနဲ့စိတ်တိတ်တော်ဓာတ်ပိုင်းဖြတ်ပြီးပြရမယ်ပူနေတဲ့အဲ့ဒီသင်္ကန်းကိုအပါ20ဆို20စာဖြတ်ရမှာမဟုတ်လားသင်္ကန်းကိုအဲ့ဒီသဘောစိန်တန်ဒိနာစာအတ္တမန္တလာဒိနံဝါဖြတ်လို့ရှိရင်လည်းပဲဟိုလာချန်ဝန်ထောက်ဝက်ပုံတန်အစရှိဒီတို့ကို၎င်းပေါ့အော်ဖဏအိတ်အစရှိဒီတို့ကို၎င်းအဲချုပ်လို့ရလို့နေပေါ့ဖဏအိတ်လောက် အဝတ်ပိုင်းလေးတွေပေါ့နော်အဲ့လိုပဟောနာဂာနိခန္ဓာနိကတ္တဝါဒါတပိုင်းလောင်းငါကုန်တော့အပိုင်းတို့ကိုပြုတ်ပြီးတော့ပေးထားကုန်ကြီးပြန်ရင်လည်းပေါက်ကြရတိ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 ဘာမှသုံးလို့မရအောင်မလုပ်နဲ့တယ်ဟာလားအနည်းဆုံးဖဏအိတ်လေးချုပ်ယူလောက်အောင်ဟုတ်မလားသင်္ကန်းအတွက်အိမ်ဝန်ဝါလေးတွေအလှယအနာပတ်လေးတွေမှာတွဲလို့ရအောင်ပေါ့နော်အလောက်လေးတွေဖြတ်ပြီးတော့ပေးပါဟာလေဟိတိမပရိစီလင်နာအောက်ဆုံးပြပါတယ်စတုရင်ကူလာဝိထာတော်ကြီးလက်လေးသိဘလောက်လဲညီငယ်လေးတွေလက်လေးသိအကျယ်လောက်ရှိတယ်ဆိုရင်ဘာလို့လို့ရဆိုတော့အနုဝါတပဟောနကယာမန်တဲ့ဒါဘာပြောလဲဆိုတော့အနုဝါတဆိုတာဥစ္စာအဲဘယ်လိုပြောရမလဲ အနာဘတ်လေးတွေကြားလာလို့ဒီအလျားမအနာဘတ်လောက်နိုင်ရအပိုင်းလေးတွေကိုပြုတ်ပြီးတော့ဓာတုံဝတ်တတိလေကြားလာဟဲ့အလျားမအနာဘတ်လေးတွေဒီမှာရှိတော့မလားဗျာသင်္ကန်းမှာအနာဘတ်တွေမရှိဘူးလားအဲအဲ့ဒါလေးတွေပတ်လို့ရအောင်လက်လေးတက်လောက်ဆိုပတ်လို့ရကြားလာအဲ့လောက်မြောက်တော့အနည်းဆုံးပိုင်းဖြတ်ပြီးတော့ပေးခြင်းကအပါတယ်အဲ့တက်သုံးတက်လို့ပါလို့ဆိုမအပ်ဘူးလို့ပြောတာဘာမှသုံးလို့မရတော့ဘူးနားလည်လားအဲ့သဘောမျိုးတွေ့ရတယ်အပရိဘောဂံဘာနာနာကာရမမသုံးဆောင်လို့သုံးဆောင်လို့မရအောင်လို့မလုပ်ရဘူးတဲ့ အဲ့လိုတိတိလေးလေးမလုံနဲ့တော့ဘောအလောက်ထိတော့သစီပိဧကတဘိက္ခုနောကုထာတိဧကံဝံဒီဝဝဋ္ဌာနိနဘဝန္တိယဟန်တပါရဲ့အဖို့မှာတထေနတေသောအဝတ္တုတိတဲ့အကယ်၍မလောင်ငှဘူးဆိုရင်တထံအဉ္ဉံတမနကံပရိက္ခဏံထပိတောဝါယောတိနာတုတ္တိအဲ့လိုဝင်းနေယဟန်တပါသူ့တော်မလောင်တော့ဘူးပေါ့အဲ့လိုဆိုရင်အခြားသောတမနရဲ့အတုံးဆောင်ပရိက္ခဏအတုံးဆောင်တွေကိုခြံထားပြီးတော့ယောတိနာတုတ္တိ အကျဉ်းရန်ဒီထိုပစ္စည်းဖြင့်နှစ်သက်၏တတတံပါကံကတ္တဝါထိုရန်ထိုအဖို့ကိုပေး၍ပစ္စာကုသပါတော်ကုသပါတော်ကတ္တဝါနောက်မှမဲကြခြင်းကိုပြုထား၏တမားတဲ့ကြံတယ်ပေါ့သူတက်မလုံလောက်တော့ဘူးဆိုရင်အဲရန်ဒီရဲ့ပရိခရာတွေကိုခြံပြီးတော့ကြံတဲ့ပစ္စည်းတွေတန်ခိကားမှာရှိမှာပေါ့နော်ညီငယ်တွေအဲ့ဒီပစ္စည်းတွေမှာ तू လိုချင်တဲ့ပစ္စည်းကိုပေါ့နော်အဲ तू နှစ်သက်တဲ့ပစ္စည်းကိုအဲ့ဒီအဖို့ကိုပြုပြီးတော့သူ့ကိုမဲချပေးလိုက်တဲ့သူတက်သင်္ကန်းလေးမလောက်တော့ဘူးဆိုရင်ကြားလားညီငယ်တွေဒါနောက်ဆုံးပြောတော့ဝေဖန်ရင်းနဲ့နောက်ဆုံးမှသူ့ကိုမဲချပေးအဲ့လို တသိဒန္တန္တပိကုဂဏိတဝဝကံကရွန်တာနအဲဆေဘာဆေဘာယန်တွေကိုရေတွက်ပြီးတော့ဟာအစုကိုပြုတ်လုံတော့ယန်တို့ကြီးအီကောဝတ်ကောနပုတတိတခုတော့ဝတ်မလောက်ဘူးပြောချင်တာယန်ဆေဘာဆေဘာစုလိုက်တာအားလုံး99ပါးရှိတယ်ဆိုတော့98ပါးရှိတယ်ဥပမာဆိုရင်ဆေဘာဆေဘာစုလိုက်မယ်ဆိုရင်တဝက်ကဆေဘာပြည့်ပါမှာဗျာ7ပါးတော့ပဲရှိမယ်98ပါးဆိုရင်ဟုတ်လား99ပါးဆိုဘယ်နှပါးပဲရှိမယ်9ပါးပဲရှိမယ်နောက်ဆုံးဘာတော့ဝတ်မှာဟုတ်တယ်မလားအဲ့လိုမျိုးပုံစံပြောတာဆေဘာဆေဘာစုပြီးတော့ ဝတ်တယ်တခုတော့ဝတ်မပြည့်ဘူးဆိုတော့အေကောဝတ်ကိုနတ်ဖို့လည်းဒီဆိုတော့98ဆိုတော့10ပါးမှမကြအောင်လား99ဆိုရင်ဘယ်နှပါးပဲကြမ်းမယ်ကိုပါအဲ့ဒါကိုအီကောဝတ်ကနတ်ဘူးတည်းတခုတော့ဝတ်မပြည့်ဘူးဆိုရင်အထဝနဝဝဟိုဒီကလားအဲရှေးရောက်ဒီလည်းဖြစ်နိုင်မယ်ကိုပါဒီလည်းဖြစ်နေမယ်တဲ့တေတံအထဝနဝဝကွတ်ထားတာအဲဒီလိုထွေရန်တို့ဤနော်ရှစ်ကိုအစုတို့ဒီတုံးမေးဤမေးခရစ်တော်ပါအရှင်ပြားတို့ဒီသင်္ကန်းတွေယူပြီးတော့ဝိသုံပါစီတာအတိအကျခွဲဝေပါလို့ဒါတတ်ပါပေးထိုက်ကုန်ဤပြောစရာသူတို့တော့လည်းတစ်ခုပေးလိုက်အဲ့လိုပြောတာဂျာလားဟာ အဖို့ပြလိုက်သူတို့မှသူတို့ပြန်ခွဲအဲ့ဒီကိုပါတော့ယဟန်နော်ဧဝံတတဝါပစ္စာကုသပါတော့ကာတဘောဤတို့လင်ပေးရင်နောက်မှမဲချခြင်းကိုပြုတိုင်းအဲ့လိုပြောတာဟုတ်လားဗျာဟေးအဲ့လိုရှိရအဲ့ဒါရှိကြတော့ကနိစနစ်လေးလေးနန်ခိကစနစ်လေးလေးရှိတယ်နော်ဣဒာနီယခုခါမှာအဋ္ဌိမာဘိက္ခဝေမာတိကစီဝရတဥပ္ပါဒါယယခုခေတ်မှာကြတော့တဲ့ယခုခါမှာပေါ့ चित्त တို့တဲ့ သင်္ကန်းကြီးဖြစ်ပေါ်ခြင်းကမာတိတာတို့ဒီရှင်းမျိုးတို့ဒီသင်္ကန်းဖြစ်ပေါ်လာပုံရှင်းမျိုးသင်္ကန်းမာတိတာတိမာယဒေတိတိတ်၌ပြီလူကြီးကတိကာယဒေတိကတိကဝါပြီဘိခပညတိယဒေတိအဲဆုံးနေတီယာ၌ပြီလူကြီးတန်ကတဒေတိတန်ကာပြီလူကြီးဥပတော်တန်ကတဒေတိဥပတော်တန်ကာပြီလူကြီးယနေ့ချိန်မှာဥပတော်တန်ကတဒေတိတို့လုံးဘယ်လိုလုံးမှာညီငယ်တို့ဘိက္ခုနီရှိသေးလားမရှိဘယ်လိုလုံးမှာအဲ့ဒီနောက်တစ်ချမ်း ။ဘာကြည်နော်အဲ့ဒါဘိက္ခုနီဘုဒ္ဓတလူပါမယ်ဦးဇင်းတို့ရေ။နော်။သင်္ကန်းအစုံတရာလလူမယ်ဥပဒ္ဒောတန်ခါတာဒေတိဆိုရင်ဟုတ်လား။ဘိက္ခုနီကိုဘုန်းကြီးဘယ်လောက်ပေးရမလဲ။50ပေးရမယ်။ဘာမှတော့ပေးမယ်အဲ့ဒါ။ပေးမယ်ဘိက္ခုနီမရှိတော့ဘူးဟုတ်လား။အဲ့ကွာကြတယ်နော်။အဲ့လိုမလူနဲ့တော့။ဟုတ်တယ်မလား။ဒါကတော့ဒီစာရီယာရှိနေတယ်နော်ညီငယ်တို့နော်။ဒါကြနေ့ချင်းဒီတားရီအဖက်ဝင်နေတာပဲတကယ်တော့ကြားလားအဲကြောင့်ဘိက္ခုနီတန်ခါပြန်ပေါ်တဲ့လေဟာပြန်ပေါ်တဲ့ပြန်ပေါ်ဘူးဆိုတော့လည်းအမတန်ခက်ခဲတယ်ညီငယ်တို့ကြားလား ဖြစ်နိုင်တဲ့ဤတလန်ကတော့ဥစဉ်၅ပါးလိမ်ပြန်မှပဲဖြစ်မယ်အဲ့ဒီစနစ်ကတော့ဒါစိတ်ဝင်စားတဲ့ဘုန်းကြီးနဲ့ဒါဟွန်းအဲ့ဒီစနစ်တကယ်ပြန်ရင်လဲပြောတဲ့ဥစဉ်ရှိလားမရှိဘူးဥစဉ်တို့တချို့တွေပြန်သွားတယ်ကြားတယ်ဒါလားမပြောတော့ဘူးရှက်ပြီးတော့ဘဝကိုဒါလားအဲ့ဒါကြောင့်အေးအဲ့လိုတော့ရှိသေးတယ်လူထွက်လိုက်ရတယ်ပေါ့နော်နောက်ဆုံးတော့ကဲထားလိုက်ပါအဲ့ဒါမျိုးဥပရောတန်ခတ်တာဒီတီလို့ရင်ဒုက္ခရောက်မှဆိုတဲ့ကြောင်းဝတ္တဝဋ္ဌတန်ခတ်တာဒီတီဝါဆိုတန်ခါပေးလူကြီးဆိုရင်အခုချိန်လက်လူကြီးဘယ်လိုလုပ်မလဲဝတ္တဝဋ္ဌတန်ခတ်တာဒီတီဆိုရင်ရလား ဝါမထုတ်ကြည့်တော့တန်ခါဘီလူကြီးပြောတာဟိုတန်ကိုတာတန်ခါဘုန်းကြီးတို့အပ်ပါမလားမအပ်သေးဘူးဘုန်းကြီးတို့ဝါမမထုတ်သေးတာကြားလားမင်းရမယ်သူတို့ကိုဘယ်နှစ်မှဝါဆိုတဲ့တန်ခါကိုပြောလာတယ်မနှစ်တင်ခါဝါချွတ်တန်ခါဆိုရင်တော့ဘုန်းကြီးတို့ဝါဝါချွတ်ထားလေဟုတ်တယ်မလားအမဟုတ်ဘူးဗျာဘယ်နှစ်လဲရလဲအဲ့လိုမေးရတယ်ကြားလားအဲ့ဒါဦးဇင်းတို့မှတ်တာဝါဆိုကြီးတန်ခါပေးလူပါကြီးတို့အခုချိန်လက်လူမယ်ဆိုရင်ဒီပါဠိသုံးမယ်ဝတ်တန်ဝဋ္ဌတန်ခါသာဒီတီလို့အဲ့ဒီပါဠိသုံးကြီးလှူရင်အင်းငယ်တို့အဲ့ဒါပါဇက်နဲ့တေချာမေးရမယ်အတခါကြီး ဘယ်ဘယ်ဘယ်ဝါဝါဝါချွတ်တန်ကလှူနေတာလေအခုမှဥစဉ်တော့ဝါမမချွတ်သေးလားအဲဘယ်နဲ့ဟိုနေ့တရလားဟိုနေ့ဆိုတော့ဥစဉ်ဟိုနေ့အဒီမှာဝါမဆူဘူးဆိုအဲ့ဒီဥစဉ်တရတော့နားလည်လားဥစဉ်တို့ရေအဲ့ဒီသဘောလေးတွေတတိထားခဲ့နော်အဲဆိုဥစဉ်တို့တတိထားအဲ့ဒီတစ်ချက်ဝတ်တန်ဝတ်တာတန်ကသာဒေတီလို့လှူရင်ဘာပြန်လုပ်ရမလဲမင်းရမယ်ဘယ်ဝါချွတ်တန်ကလှူတာလဲဆိုတာအဲ့ဒါညီငယ်တို့တတိထားခဲ့နော်အာဒိတ်တာဒေတီရည်ရွယ်ပြီးတော့လူကြီး ုဂ္ဂလတဒေဒီပုဂ္ဂိုလ်ဟာလူဤဣတိစီဝရဏံပတိလာဘခေတ္တဒသနတံသင်္ကန်းတို့ဤရရာခေကိုပြခြင်းအကျိုးမှာယာတာအထမတိကဝုဒ္ဓအဲ့ဒီရှင်မျိုးတော်မာတိကတို့ကိုဟောတော်မူကဤတာတံဝတိနာဝိနေဆေယောဝိတိတဘောတို့တို့ဤအစွမ်းဖြစ်အဆုံးဖြတ်ကိုတိထာဤအဲ့ဒီအဆုံးဖြတ်လေးဒီဘက်မှာလာလိမ့်မယ်ဟုတ်လားအဲ့ဒါအဆုံးဖြတ်တယ်ဒီလိုဆိုတော့ညနေအဲ့ဒီမာတိက၈ပါးမှာတိမာယဒေတိနံပါတ်၁မလာတော့ညီငယ်တို့ရေအဲတိမာယဒေတိတိမ်အားပေးလူဤတဲ့ ာတော့အဆင်ပြေတယ်။သိငယ်ဒီဘက်လေးလာအောင်နှစ်လေးကိုကြည့်အောင်နော်။တထအဲ့ဒီမာတိကရှစ်ပါးတို့တင်သီမာယဒေဒံမီဆိုတဲ့စကားလုံးလေးလာ။တိန်အားပေးလို့ဆိုတိန်တွေကအမျိုးမျိုးမရှိဘူးလား။အေဝံသီမံပရာမသိတ်တော်အဲ့ဒီလိုပဲတိန်ကိုသုံးသပ်ပြီးတော့ပေးလို့မယ်ဆိုရင်ပရာမသိတ်တော်ဒင်တော်သီမာယဒေတိနာမှာနော်။တင်ကိုတုံးတက်ပြီးပေးလူတီရှိတော့တင်အားပေးလူတီမြည်ကြီးတယ်။တင်ကလည်းအမျိုးမျိုးရှိနေတော့အေဝံတီမာယဒိန်နဲ့ယာဝတီကဘိက္ခုအန်တော်တီမာကတာတေဟိပါစီတပံတလား။ ။ဘာသိရင်လို့မပါဘူးဥစဉ်တွေ။ဥမာခန္ဓာသိရှိတယ်၊မဟာသိရှိတယ်၊ဥပ္ပစာရသိရှိတယ်။ဟာလားစัจ java လားသိရှိတယ်။သိတယ်မျိုးမျိုးမရှိဘူးလား။အဲ့ဒီမှာမှ तू ကယူယူပဲပြောတယ်။ဒီမာယာဒံပြီးတော့ပဲပြောတယ်။သိအားလူပါဤဆိုရင်ဘဒုကိုပေးရမယ်ဆိုရင်အဲ့ဒီအဆုံးဖြတ်ပဲ။နော်။သိငိုက်တိန်နံယာဝတိကဘိတ်ကူအန်တော်တိမာကတာတိန်အတွင်းမှာရှိနေကြတဲ့အချင်းကြောရန်တို့ရှိတယ်တီဤထိုရန်တို့ဒီဗာစီတတ်မှာမလိုရမယ်ခွဲဝေရမယ်နော်တိန်နိုင်ပြီလူအဲ့တဲ့သင်္ကန်းကိုတိန်မှာတိန်အတွင်းမှာရှိတဲ့ဥစဉ်တွေအားလုံးမလိုရမယ် ခွဲဝေရမယ်ဒါဖြင့်ဘာသိမ့်လဲဆိုဆက်လာပြီမာစနာမည်သာသိမ့်ပြီဒီလည်းပဲဤသိမ့်ပြီဒီလည်းပဲခန္ဓာတိမာဘာသိမ့်ခန္ဓာသိမ့်ဦးဇင်းတို့တောင်းတိုက်ကြီးတစ်ခုထဲမှာတစိတ်တရေသားရက်ကိုပိုင်းခြားပြီးတော့သမုတ်ထားတယ်ဟလားခန္ဓာသိမ့်ဥပ္ပစာရတိမာဥပ္ပစာရသိမ့်ဆိုတာမြက်ကမောင်စာဖြင့်သမုတ်ထားတာမဟုတ်ဘူးတောင်းတိုက်တိုက်လုံးအကာယံရှိရင်အကာယံတွင်အကာယံမရှိရင်အစုံဆုံးကြောင်းရက်ခဲနဲ့ကြောင်းဒီဥပ္ပစာရသိမ့်အဲ့လိုသိမ့် တမာနာတံဝါသတိမာတမာနာတံဝါသတိဆိုတာတမာနာတံဝါသကတိမာတံမှုတိကံမောင်းတတိထားခဲ့လာဘတိမာလာဘသိလာဘသိဆိုတဲ့ပုံကြီးပြောပြီးဘယ်သူမှတ်မိလဲလာဘသိဆိုတာမယင်တွေအမတ်ကြီးတွေစားတဲ့တထေးကြီးတွေကကျောင်းတိုင်အတွက်လယ်စေဧကကိုဟုတ်တယ်မလားအဲဒီကဖြစ်ပေါ်လာတဲ့အဆက်တဲ့ပစ္စည်းတွေကိုလူတန်းပါလေလို့အဲ့လိုမျိုးလာဘသိအပိုင်းချလေးပေါ့ငါးဧကဆိုငါးဧကစေဧကစေအဲ့ဒီအပိုင်းချအဲ့ဒါဘာသိလို့ခေါ်လဲလာဘတိမာကာမသိကာမသိကတော့ပြောပြီးပြီအားလုံးသိပါတယ်ဟာလား အဲရတရာကိုတိတ်တလုံးဒါမှတိမှာပဲနိကမသိဒီကုံတစ်ခုကိုနိကမသိနဂရသိမြို့နယ်မြို့တစ်ခုကိုနဂရသိအပန္တရသိလူတွေနေချင်းပြန်မရောက်နိုင်တဲ့တော်လယ်မှာရှိတဲ့ခုနအပန္တရမလားအဲခုနအပန္တရကိုတတ္တပန္တရတိတ်တလုံးဘဏ္ဍတော်ရှိတယ်မင်း300ဘဏ္ဍတော်90နှစ်လား6လားဥဒမရေဘဏ္ဍတော်လည်းညီငယ်မမီလား မှတ်မိတော့ငါညီငယ်မင်း28နဲ့ခွန်နှမ်းမြောင်းဘယ်လောက်လဲ390နဲ့ဘယ်နှတောင်းလဲ200ဘယ်နှတောင်းလဲ392တောင်းမလားအေးဟုတ်တယ်အဲ့ဒါတတ္တမနာတိတ်တလုံးမလားညီငယ်လေးတို့အေးဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဟိုအပန္တရာသိဥတ္တကုတ်ခေပသိနောက်တင်ရပါလေဥတ္တကုတ်ခေပသိဇဏဗရသိစနဘုတ်သိကျမညီငယ်ရထသိတိုင်းပြည်သိရိဇသိဘယင်ရဲ့ပိုင်တဲ့သိအပိုင်ချသိဒီမသိ ကျောင်းတိမ်ပေါ့ဟာစက္ကဝါလသိမ်းအာသိမ်းရများလိုက်တာဘယ်နှလုံးမှာညီလေးပန္နာရတဝိတာဟောဒီဘယ်နှလုံးလဲ55 55လုံးတော့ကြည့်တယ်ဟုတ်လားတထခန္ဓာတိမာတိမာကတာယံဝတ္တာဝထိုတွင်ခန္ဓာသိမ်းဆိုတာနော်ဒီနေရာမှာတိမာအဲ့ဒီခန္ဓာသိမ်းကိုပြုတ်အပ်ပြီးသားလင်တိမာကထာလာဥစဉ်တို့ရေတိမာကထာယံဆိုတာတိမာသိမ်းအခန်းမှာမိတ်အပ်ပြီးပြီလို့ပြောတာမဟုတ်လားဗျာ ခန္ဓာတိုင်ကိုတိင်အကြောင်းမှာဆိုခဲ့ပြီးပြီမဟုတ်လားဗျာအဲ့ဒါကိုတီမာကထာရံနော်ကတာမဟုတ်ဘူးကထာလို့ပြင်ကထာတိင်ကထာမှာဆိုအပ်ခဲ့ပြီးပြီတဲ့ခန္ဓာတိုင်ကိုနော်ပြောပြီးပြီတိင်တမှုတဲ့အကြောင်းလေးနော်ဥပ္ပစာရတီမာနာမှာဥပ္ပစာရတိင်ဆိုတာပရိခိတ္တတဝိဟာရတပရိခိပိနာအကာယံရှိသောကြောင့်တာကြီးအကာယံဘုန်းကြီးတို့ကြောင့်မအကာယံရှိလားဗျာမရှိဘူးလို့ဖြစ်ရှိလားမရှိဘူးဘုန်းကြီးတို့ကြောင့်အကာယံမရှိသေးဘူးတတိုင်းမရှိဘူးဘုန်းကြီးတို့နော် အပရိခိတတပရိခေပါရဟထာနေနပရိစိဏဟောတိမကာယံထားတဲ့အကာယံမရှိတဲ့အကြောင်းပါဆိုရင်အကာယံထိုက်တဲ့နေရာဖြစ်ပိုင်းခြားအပ်ပြီးဟောတိဖြစ်ကြီးအဆုံဆုံးအကြောင်းကနေခဲနေကြပြောအဆုံဆုံးအကြောင်းကနေအခုဘုန်းကြီးတို့နေနေတာအဆုံဆုံးအကြောင်းမဟုတ်လားများဒီအကြောင်းကနေဒီတောင်းကနေဟိုးထိတ်ကိုခဲနေကြပြစ်လိုက်အဲ့ဒါဥပဇာလာသိမ့်မယ်ဇာလာညီငယ်လေးတို့ရေဘယ်ကနေပြစ်မလဲဒီအကြောင်းကနေဟုတ်လားဟဲ့အဲ့လိုမျိုးနောက်တစ်ခုကပါလဲ အပိစာဘိက္ခုနံဒူဝသန္နိပါတဌာနတော်ပရိယန္တိတိတဘောဇနာကာလာတော်ဝနိပတဝတနာအာဝတာတော်ဝဓမ္မမစ္စည်းမတပုရိတတဒိဏလိတုပါတာနံဒိဏလိတုပါတာနံခဲနကြလေအန်တော်ဥပ္ပစာရတိမာတိဝိရိတပါအဲ့ဒါဥပ္ပစာရတိရဲ့ပါဠိလေးငယ်လေးတို့မှတ်ခဲအလွတ်ကျလာအဲ့ဒီပါဠိလေးကြားလားအဲရန်တို့ရဲ့အမျက်နေရာဌာနမှဆိုတော့ဒီနေရာဘုန်းကြီးတို့အမျက်မနေဘူးလားနေလားဗျာ နေလေလေဒါမှဘုန်းကြီးတို့အများကြီးရှိနေတာတနေ့ကိုဘုန်းကြီးတို့ဒီမှာပဲနေတယ်နော်ဒုမတဏိပါတဌာနတော်ငဲတယ်စုဝေယဌာနကနေအစွန်ဆုံးဖြစ်တဲ့တည်နေတဲ့ဆွန်စားကြောင်ဒါလည်းဆွန်စားတဲ့နေရာမဟုတ်လားဗျာဒါမှမဟုတ်ဒီမှာပဲဘုန်းကြီးတို့ဆွန်စားတယ်ဒီမှာပဲဖျားဝတ်တယ်နော်ဒီမှာပဲစာကြက်တယ်ဟုတ်လားတရားဒီအဆောင်ကအများကြီးစုပြီးတဲ့အဆောင်ပဲထိတာဘောဇနာတာလာတော်ဟာနိဗ္ဗာန်ဝတနာအာဝါဒတော်ဟာအမြဲနေရာအာဝါဒမှတကောင်းဟိုးဘက်ဆိုရင်ထိတာဝါဒကြောင်မဟုတ်လားဗျာထိတာဝါဒကြောင်အစွန်ဆုံးကြောင်အဲ့ဒီဘန်းနေခဲနေကြပြည့်ဟုတ်တယ်မလား အနောက်ဘက်ဆိုရင်သုံးတက်ဆောင်မဟုတ်လားဗျာသုံးတက်ဆောင်ကနေခဲနဲ့ကြပြေးအဲ့လိုသွားရတာဟိုဘက်ဆိုရင်ဟိုတောင်မှာဘုန်းကြီးတစ်ပါးနေတယ်မလားအဲဥပါလဲဘာဝိဒါလဲဆရာတို့နာမည်သူ့နာမည်ကထူးထူးဆန်းဆန်းဆိုလို့ဘုန်းကြီးတို့ပြောတာဘုရင်လဲအာဥဒိဏအဲဥဒိဏဟုတ်တယ်အဲအဲအဲဆရာတို့ဥဒိဏအဆောင်ကနေပြက်လိုက်ဟုတ်တော့မလားဟုတ်တော့မလားညီငယ်လေးတို့ဘာမရှိလို့လဲအကာမရှိလို့လဲဟုတ်လားအေးအဲ့လိုမျိုးပေါ့တန်ခါမြဲနေတဲ့အဆောင်ဟုတ်ပြီအဲ့လိုမျိုးတဲ့သွားရတာ ဲ့ဒီလိုမျိုးအမြဲနေရအာဝါသားနေသာမမက်စီမတာပုတိတတာတဲ့အားလေလက်ရှိတဲ့ယောက်ျားရဲ့ဒိန်နဲ့လက်တုပါတာနဲ့ဂဲနာကြတို့ဤအန်တော်အတွင်းကိုဥပ္ပစာရတိမာတိဝေဒီတပါဘာသိငူရဲ့မှတ်တိုင်းအဲအဲ့လောက်ကြည့်ပဲမှတ်ထားလိုက်နော်အဲ့လောက်ဒီနေ့ဒီလောက်ပဲထားလိုက်တော့ဥပ္ပစာရတိမှတ်ခဲ့ကဲဒီလိုဆိုလူရင်းအချုပ်ပြောဥပ္ပစာရတိဆိုတာအကာယံရှိဘယ်လိုလဲဗျာအကာယံကဥပ္ပစာရတိအကာယံမရှိရင်အစုံဆုံးကြောင်းကနေဘယ်နှကြပါဠိလေးကဘယ်လိုလဲဒိန်နဲ့လက်တုပါတာနံဘယ်လိုလဲကလေးမကြီး ဒိန်နံလက်တုပါဒနံအန်တော်ဟုတ်လားဥပ္ပစာရစီမာတိဝေဒီတပါဟုတ်လားညို့ပါဠိတွေစိတ်ဝင်စားရင်ပါဠိကလွယ်လွယ်လေးအင်္ဂလိပ်စာတွေလွယ်တယ်ပါဠိစာတကယ်တော့သဘောပေါက်လားတကယ်ပြောတာကလေးပါဠိဥဒေစာလို့ကြာနော်အင်္ဂလိပ်စာတွေလေ့လာတာကြာလားဒီအချိန်မှာအင်္ဂလိပ်စာလို့လာပြီးကလေးကိုကြာလားနည်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 းပေါ့ကိုယ့်ရဲ့ပရိယတ္တိကိုပฏิပတ်တိကိုမထိခိုက်တဲ့အင်္ဂလိပ်စာလေ့လာနည်းတပတ်ကိုတစ်ချိန်တစ်ချိန်စာဝါလိုက်တဲ့ကောင်းတယ်ကျန်တာကလေးတို့နော်အင်္ဂလိပ်စာဆရာလေးလည်းသင်သင်သင်ရမလားမသင်ရဘူးလားသင်ရတယ်ကလေးတို့အဲ့ဒါ เนาะတပြင်းကလေးဘာဖြစ်လို့လဲဆိုတော့ကိုကဆရာနဲ့သင်ခဲ့ဘူးတော့နောက်ပိုင်းကိုမကူပြန်ကြည့်ရင်နားလေလားနားမလဲဘူးလားနားလေတယ်ကိုမကူအစိမ့်တတ်တဆရာနဲ့မသင်ဘူးရင်ကြည့်ရတာနည်းနည်းခက်တယ်ကျန်လာကလေးတွေဒါကြောင့်အင်္ဂလိပ်စာသင်တဲ့အချိန်လေးတွေမှာသင်ပေးရတယ်ကလေးတို့နောက်ဒီခက်ကအရင်လိုမဟုတ်တော့ဘူးစာတွေဖတ်တတ်ဖို့လိုတယ်စီးလာတယ်အင်္ဂလိပ်လိုပဲရေးတာကလေးတို့ဖတ်မတတ်ဘူးဟာတချို့ကိုရင်ဖုန်းယူလာပြီးစီးလက်လိုက်မိတယ်ဆရာတော့ဒါရာနာစီးတယ်ဘယ်ဖုန်းကြီးကြည့်လိုက်တာအာငင်းမဟုတ်ဘူးဒါကြီးကတန်းကြီးလိမ့်စီးဖုန်းယူလာပြီးတော့ ဘုန်းကြီးကအင်္ဂလိပ်စာဖတ်တတ်တယ်ဒီကွာတုံယုံတုံယုံမှမဟုတ်တာဟုတ်တယ်မလားဖတ်တတ်တော့ဘုန်းကြီးကသိတာပေါ့မဟုတ်ဘူးတဲ့အဲ့ဒါကိုကိုရင်လိမ့်တာအကုန်ပြောက်သွားတယ်တော်တော်ပြီးသွားတော့လို့ပြောနေတာအဲ့ဒါကြောင့်တပည့်တို့အင်္ဂလိပ်စာလေးနည်းနည်းဖတ်တတ်မှသူများဂျင်းထဲတာမခံရဘူးညာအကျလားကဲတော်ပြီးတပည့်တို့ဤကုသိုလ်ဤဖိုးဘာကကိုမိဘဆယ်ယံအင်္ဂါတော်ပေါင်းဒါယကံဒါဤကမပေါင်းငံပေါင်းနဲ့တကွတတဝါကုသမားတို့အားအမြပေးဝေပါ၏အမြရကြပါစေဂုံတည်း da do da do da do